ါကျတော့ဒီသူတို့မိသားစုတွေကဘယ်မှသွားစရာနေရာမရှိလို့လို့သူတို့ပြောတယ်အဲ့ဒါကိုသူကဒလန်ပါဆိုပြီးတော့51တက်ကမူရအကုန်လုံးကိုဖမ်းလိုက်ပါလက်အကုန်လုံးကျိုးတုပ်တိုင်မှာကျိုးတုပ်ပြီးတော့အဲ့ဟိုမီးရှို့လိုက်ပါလေမီးရှို့တဲ့အချိန်မှာဟာအော်ဒါရှိမှာဒီ51တက်ကမူရနည်းဖြစ်တယ်အာစူညာပဲလို့ပြောတော့အဲ့သူတို့ဘက်ကိုနည်းဖြစ်ပြောတော့တွိုင်းပစ်မီးချိုးရင်တန်းလည်းပဲပြစ်တက်ခိုင်းလည်းပဲ။ပစုံမျိုးရွာတွေကစာသင်ကျောင်းတစ်ကျောင်းပါ တော့လူတန်းတွေကြားတယ်ဆိုရင်ကျွန်တော်ဖြတ်သွားဖြတ်လာလောက်ရတယ်အဲအကြောင်းကိုအဲအကြောင်းကိုကျွန်တော်ကြော်သွားတယ်ကြော်တဲ့အချိန်မှာပါအဲအကြောင်းသားရောက်တော့လူတန်းကြားလို့ဆိုတော့ grown ဆိုတော့အတန်ကြားလိုက်လို့ဆိုပြီးတော့ဟာဒီထဲမှာပါလဲပေါ့အဲကြောင်တော့ခွေးလို့တော့မရှိတော့ဘူးဆိုတော့အဲဒါဆိုတော့လူပဲဆိုပြီးတော့ကျွန်တော်တို့တွက်ကြည့်တယ်တွက်ကြည့်ရင်ပါတမခွန်ခွန်မရှိကအဲတမခွန်ခွန်ပေါ့ခွန်ခွန်အဲရကတော့ကအဲဆိုကိုလိုက်မယ်ခင်ဗျားတွက်ကြည့်ကြော်ပွားထောက်ပြရမယ်ဒီတွက်ကြည့်ခိုင်းတယ်ကြည့်တဲ့အချိန်မှာကျွန်တော်တွားလဲတွားကြည့်လိုက်ရောလူတယောက်တွေ့ခဲ့ပါတယ် လူတယောက်တွေ့တော့ကျွန်တော်ဖမ်းလာခဲ့တယ်။အဲ့ဒီလူကအသက်30ဝန်းကျင်လောက်ရှိပါသလား။အဲ့ဒါအဲ့ခင်ဗျားဘာလာလွတ်တာပေါ့။သူကမေးတယ်။အကတော်ဝါလေးပေါ့။သူကဘာမှလို့မဖြစ်ဘူး။အာကင်လူပဲပြောတဲ့အခါကျတော့ကင်လူရောဘယ်လိုသူကဘလူပြောလို့ပြောနေမှမသိဘူး။ဒါပေမဲ့လူကစိတ်နှံ့လားမနှံ့ဘူးလားတော့ကျွန်တော်ယူစားတော့ကျွန်တော်ကတော့မယူစားတတ်ဘူးအဲ့ရှင်ပါ။အဲ့နဲ့ตัวเจอมีแล้วใช่มั้ยบ่มาหลุแล้วมาเปาะတော့ဟာဒါဆိုတော့กระโดดว่ะလीပြောဒါဆိုပီတီရဲ့ပဲဒီထဲမှာပီတီတဲ့အရင်တော့ခုအောင်ွားတာ အဲမဲလို့ PDF ရဲ့ကြက်နေခဲ့တာမဲလို့ဘာလဲဘာလာထောက်လန်းတာလဲဆိုတော့ तू อ่ะမေးတဲ့ချိန်မှာအဲ့နဲ့မေးမင်းနဲ့ဒီဘက်အကြောင်းဒီဘက်နားလောက်ပါအဲဇေလန်းလောက်ပါကျွန်တော်ခေါ်သွားပြီးတော့အမေဒါဆိုတော့မင်းတို့အဖွဲဒီဘက်မှာလဲ तू อ่ะမေးတယ်မှန်မှန်ဖြေ तू อ่ะ तू อ่ะဘာမှလို့မဖြေဘူးกินလို့ပဲပြောတယ်กินလို့လားချမ်းလို့လားရှင်းလို့လားမသိဘူးအသက်30ဝန်းကျင်ဆိုတော့အဲဟို तू อ่ะနေတော့တော့တောက် အဲဟာမဲအားဆိုလို့ရင်လောက်တော့မေးတာမဖြစ်ဘူးဟာဆိုလို့ကျွန်တော်ရှုပ်ခိုင်းပါလေကျွန်တော်ရှုပ်ခိုင်းပြီးတော့ကျွန်တော်ကင်ပြလာတဲ့ခါကျတော့သူကကျွန်တော်ကိုဒီခေါင်းကကင်လို့ပြောတယ်ခေါင်းကကင်တော့ခေါင်းကိုသူညင်အောင်ကင်ပြလာသူမေးနေတာကိုအာသူရိုက်တက်ပြီးမေးတော့လည်းမဖြစ်ဘူးမဖြစ်အောင်ဟာဆိုလို့သူလေပင်ကိုကတော့ကခွန်ခေါင်းကကတော့ကနေပြီးလေပင်ကိုဒါနဲ့လှီးလိုက်ပါလေဒါကလှီးလိုက်လှီးလိုက်တဲ့အချိန်မှသူကလောကတော့ဆိုတော့ဟိုကျွန်တော်မဖြစ်ချင်ဟာဆိုတော့လေလှီးလိုက်ပါလေခင်ဗျရေပြူကမ်းမှာနှာရီးနှာရီးအိမ် နာရေးရှိပါတယ်အဲနာရေးရှိတဲ့အိမ်ကသူက PDF အိမ်ပါ PDF တွေရောက်နေပါတယ်ဆိုပြီးတော့သူတို့ကတွေပေါ့ဟိုနေတို့ကတွေပေါ့ကောက်ကွေပါကောက်ကွေကနေတို့ရှိကိုတင်လှမ်းပို့ပါတယ်အဲနဲ့နေတို့ကတွေပေါ့ကျွန်တော်လှမ်းပြီးတော့တင်ပို့ပါတယ်ပို့တော့ရောဟာညီလေးလိုပဲကောက်ဟိုမှာရေပုဂံထဲမှာတော့ဒီနာရေးအိမ်က PDF ဖြစ်နေတယ် PDF တွေရောက်နေတယ်ဆိုပြီးတော့ကျွန်တော်တင်ပို့နေရှိပါအဲဆိုရင်20ကိုပို့လိုက်လေဆိုတော့ဟိုခမိုင်းက20ကိုပို့လိုက်လို့ပြောလိုက်ရှင်ပါသူကအဲ့ငါလည်းပို့ပြီးပြီငါကြီးမင်းလည်းထပ်ပို့လိုက်အောင်ဆိုတော့အဲ့မှာကျွန်တော်လည်းထပ်ပို့လိုက်တယ် ထပ်ရရင်မှာခမန်း20ကိုကျွန်တော်ပို့လိုက်ချင်မှာဘူကြီးဘုံမှုနေလေးရှိကိုကျွန်တော်ပို့ပါတယ်အေးငါတို့လည်းအခုပဲစီစဉ်နေရဆိုတော့အမှန်နဲ့ကျွန်တော်ပြောပြီးတော့မိနစ်ပိုင်းမှာပဲခမန်း20ရလူပေါ်မှာကျွန်တော်ဟိုတရားဟိုဟာပေါ့120တရားဟိုနေပေါ့တရား20မမတရား20မမသူကပြစ်ထုတ်လိုက်တဲ့ပြစ်လိုက်တဲ့အချိန်မှာအနာရေးဟိုတဲသွားကြပါလေကြားတဲ့အချိန်မှာနာရေးအိမ်မှာရှိနေတဲ့လူက လူကလည်းဆုလိုက်အဲ့နေ့ရလဲသူကနာရေးရှာမဲ့နေ့ဖြစ်နေခါကြတော့လူကဆုလိုက်ပြုံလိုက်ဆိုတော့မှထပ်ပြီးတော့၃ရောက်ပွဲချင်းပြီး၃ရောက်ပွဲချင်းပြီးပါတယ်အဲ့တော့၈ရောက်လောက်၈ဟိုနေမော၈ရောက်တဲ့မနေပေါ့ဒဏ်ရရှိပြီပါတယ်ကျွန်တော်9လပိုင်း2020 2024ခုနှစ်လပိုင်း29ရက်တည်းရဲ့စပြီးတော့ကျွန်တော်တို့ကဂျေဘူကဟိုသူကရှင်းလင်းဝင်မယ်ဆိုပြီးညခင်တနအီခွဲလောက်မှာကျွန်တော်တို့စတင်ထွက်သွားပေးရပါတယ် စားနေထွက်သွားရတဲ့အချိန်မှာကျွန်တော်ညခင်မှာစားထွက်တဲ့အချိန်မှာကျွန်တော်ပါဝင်5ဦးကျွန်တော်ပါဝင်5ဦးအော်ကောက်ကွေးရွာနေတူဦးဆောင်ပါဝင်နောက်ပြီးတော့ကျွန်တော်မြို့မလေးအခွဲရဆိုလို့ရှိရင်ဥကလာကြီးဦးဆောင်မှုနဲ့၄ဦးမုတ်ခမှုရွာဆိုလို့ရှိရင်မုတ်ခမှုရွာကိုဝါလေးဦးဆောင်5ဦးလို့ကျွန်တော်ကအဲ့မှာကျွန်တော်စတင်ပြီးတော့ထွက်ခွာခဲ့ရပါတယ် ောက်ခါအချိန်မှာကျွန်တော်တို့ကဒီအနောက်ကုန်းကျောင်းထိပ်ကိုရောက်တဲ့အချိန်မှာဒီနောက်ကတက်ကိုကျွန်တော်ဆောက်ရတယ်တက်ကိုတက်ကဆောက်တော့တက်ကသူ့လာတဲ့တက်ကဒီ984ခမရ984မန်ရှူတက်မန်ရှူတက်လို့ပြောပါတယ်အဒုတိယပုံမူကြီးပေါ့ဒုတိယပုံမူကြီးဥဆောင်ပြီးတော့အဲဒီမှာနောက်ပြီးတော့ဒီစစ်ကြောမှုလည်းပါတယ်စစ်ကြောမှုတို့တော့ဟိုကိုကဲမှုတွေပေါ့အဲ၃ဘွင်းနဲ့ရာရှိတယ်ပါပါခင်ဗျအဲဒီမှာကျွန်တော်တို့ ਨੇ ကျွန်တော်တို့ကို point လုပ်ပြီးတော့အဲရှင်းခိုင်းတယ်ရှင်းခိုင်းတယ်ရှင်းခိုင်းတဲ့အချိန်မှာကျွန်တော်တို့ကလည်းဝင်ရှင်းပေးတယ်နောက်ဆုံးသူတို့လည်းဝင်ပြတဲ့အချိန်မှာအဲလူဒီရွာသားတွေထိကုန်တယ်ထိကုန်တဲ့အချိန်မှာထိတဲ့လူတွေအထိပေါ်ကြားတဲ့လူတွေကြားအဲ့ဒါကိုနောက်ကလူကကားနဲ့အဲလူတွေကိုပြန်ဆွဲထုတ်သွားတော့ကျွန်တော်သိပါခင်ဗျဘယ်ကိုဘလို့လုတ်တယ်ဆိုတော့ကျွန်တော်ကအဲ့ဒါတော့ကျွန်တော်ဆက်လက်ကျွန်တော်မသိဘူးဒါပေမဲ့ဘာလို့လဲဆိုတော့ကျွန်တော်ကရှေ့ကိုဆက်ပြီးတော့မဲနေရတဲ့အတွက်မလို့ဒီနောက်ကိုကပြန်ပြီးတော့ကျွန်တော်တို့ကဟိုပြန်ပြီးမသိနိုင်တာပါဟိုဒီတက်ကတော့သူကစာတင်ကြောင်းပေါ့မှာ ူကထိုင်လာတယ်အဲရေပုဂံကြွားလေတဲ့စတဲ့ကြောင်းအဲ့မှာထိုင်လာပြီးတော့သူကခေါ်ခိုင်းတယ်အကုန်လုံးဒီစတဲ့ကြောင်းကိုလာဆိုပြီးတော့ခေါ်ရခြင်းပါညနေလောက်အထိကိုသူဒီလူအစဲစစ်တာပေါ့အစဲစစ်တာလူလူဦးရေဘလောက်ဘလောက်ရှိတယ်ဆိုတော့သူတို့စစ်တဲ့ခါကျတော့ညနေကတိောက်မပြီးဘူးအဲ့မှာဈေးသွားရောင်းတဲ့လူတွေရှိတယ်ตัวไอ้จั่วตัวซียาวซีเว่ตัวโหยาวเว่ตะมาญาเลยอ่ะญะเนยจ้ะတော့ဒီຫນາຍກွယ်9ຫນາຍລောက်ຈ້ะတော့ အဲ့ဒီကဘောစိုက်ကြက်ပြက်လာတာပြန်လဲပြက်လာဟိုဘက်ထိပ်ကဝင်ကျွန်တော်ဒီဂွေကုန်းဘက်တဲ့ဟိုထွက်တဲ့ထိတ်နောက်မှာလမ်းပေါက်ရှိသေးတယ်ဟိုကျွန်တော်ဘယ်လိုပြောလဲဆိုတော့တင်ချကုန်းလမ်းလို့ပြောတယ်အဲ့ဒီလမ်းကိုသူကအဲ့ဘက်ကလူတွေဆိုတော့အဲ့ဘက်ကိုလာတာလာတဲ့ရှင်းကြတော့သူကကဲခမောက်တို့တရားဘယ်ကလာလာလဲဆိုတော့သူကဈေးရောက်ပြီးပြက်လာတာပေါ့အနေတို့ကတွေပေါ့သူနေတော့နေတို့ဥဆောင်မှုနဲ့ကျွန်တော်ကနေရတာအနေတို့ကသူကစမေးလိုက်တယ်ခမောက်ဒီချိန်မှပြက်လာဘယ်ကပြက်လာကြလဲဆိုတော့သူဈေးရောက်ပြီးပြက်လာတာ ။မြတ်ဒီချိန်နဲ့ဒီချိန်ခင်ဗျဇေယောင်းပြတ်လာတော့ဖြစ်နိုင်ဘူး။မြတ်ကတော့ဒူးထောက်စီကိုထောက်ပိုင်းလာတယ်။မြတ်ဒီရွာမှာလောက်ဖြစ်နေလို့ဆိုတာခင်ဗျမသိဘူးလားဆိုတော့သူကမေးတဲ့ချိန်မှာဟောသူတို့လည်းသိပါတယ်။သိတယ်ဆိုတော့သူတို့ဖုန်းနဲ့လှမ်းဆက်ပြီးမေးတယ်။ဝယ်လို့ရပြီလားရပြီလားဆိုတော့ရပြီဆိုသူတို့ဝယ်လာခဲ့တာကိုပြောတယ်။အဲ့ဒီမှာမင်းတို့မလျော့ဘူး။မင်းတို့ကပီတဲပဲဆိုတော့နေတော့ကြီးပေါ့သူတို့ပြောပါတယ်။ပြောတဲ့ချိန်မှာမလျော့ဘူး။ဟိုကလည်းဘယ်လိုပဲပြောပေါ့။သူကဒီနေတော့ကြတော့သူကအများကြီးသိကြတယ်။အဲဆိုတော့ဒီကောက်ွက်ရွာသားဆိုတော့ အမို့ကျမတို့လည်းပေါ့ဒီဒီရွာမှာသူ့မေးပြုတ်ဝင်လာခဲ့တာအဝင်လို့ရတယ်ဆိုလို့သူတို့ဝင်လာခဲ့တာအာမဟုတ်ဘူးကျွန်တော် PDF ပဲဆိုတော့ဒူးတော့ခိုင်းပြီးတော့နှောက်ကြောဘက်ကလေပေါ့ကျွန်တော်အဖွဲရောသူတို့အဖွဲရောတက်ကအဖွဲရောရှိပါခင်ဗျအားလုံးအနဲ့အိုက်ကိုရလို့ပြစ်ခိုင်းလိုက်ပြစ်တပ်လိုက်တယ်ပြစ်လိုက်ပြစ်တာသူတို့မတင်ငါလို့ပြစ်လိုက်တယ်ဆိုပြီးတော့အထက်ကိုတနေပို့လိုက်ပါတယ်ဒီကိုရောက်ကအာသူကသူ့ဒီပါဒီချင်းတဲ့ဒီချင်းသူပြက်လာတယ်အဲပြက်လာတာတစုတစီတယ် ဲဘာလို့ဖို့လဲဘာအကြံစီလဲလည်းမသိဘူးဆိုတော့သူကခမ20ကိုတရေပို့ပါတယ်ပို့လိုက်ချင်းမှာခမ20တော့ဘာကြောင်းမြန်မှုမှကျွန်တော်ကျွန်တော်မှမရရှိလိုက်ပါဘူးအဲဆိုသူငူနဲ့ပဲပြီးနေရဆိုတော့သူကဘောင်းဘောင်းသူကဥဆောင်မှုနဲ့သူလုံနေရဆိုတော့အဲ့မှာကျွန်တော်တို့ကအဲ့ဒီတီဟိုချပေးတာမှာကြွာသားလေးကိုခေါ်ပြီးတော့ကျွန်တော်တို့တူးတာတူးရပါတယ်အဲ့ပေါတော်လန်းဆိုတာရှိတယ်ကျော်ရေပြူကဟိုကခွေကုန်းဘက်ကလာမယ်ဆိုလို့ရှိရင်တော့ညောင်လေးမြတ်တက်မယ်ဆိုရင်ဒီရေပြူကရွာထိတ်မှာအပေါ်တော့ဘောက်ခွဲထွက်တဲ့လမ်းလေးရှိပါတယ်အဲ ်အဘိနာမှာလည်းဟိုကျွန်တော်ဘဘူတူညောင်းနေရှိတယ်ဒီဘဘေးဒီတရားရအဲ့ဒီပေါ်တော်ဘက်ကိုတွားမယ်ဆိုလို့ရှိရင်ဘယ်ဘက်ရှမ်းမှာပါအဲ့ဒါတီအိုဘင်းနေရှိတယ်အဘိနာမှာအကုန်လုံးမြုပ်ဟိုကျင်တူးပြီးတော့ကျွာသားတွေတော်တော်နေနေတူခိုင်းပြီးတော့အကုန်လုံးမြုပ်ထားပါလေကျွာကျောက်ကြား6ရောက်မိမ3ရောက်အမှနေလာတာနဲ့နေလာတာကြာလာတဲ့အမြပေါ့တော့ပါစားစရာလည်းမရှိတော့ကျွာတွေကဟိုကြက်တို့ဘာတို့တတော်ပစ်စားကြတယ်ဟွာ ငွားလဲဟိုငွားလဲပြစ်လိုက်ငွားလဲပြစ်ပြီးတော့စားခဲ့အော်ရက်ဒီမှာတော့ကျွန်တော်ဒီနေအိမ်နေရပစ္စည်းတွေကိုကျွန်တော်တို့ထုတ်ပြီးတော့ကျွန်တော်ရောင်းစားခဲ့ပါတယ်။ဘာရောင်းစားလဲဆိုတော့ကျွန်တော်တို့ကတော့အတူအဆတွေပဲကျွန်တော်ရခဲ့ပါတယ်။ကျွန်တော်တို့ကရောင်းစားခွင့်တက်ကတော့ဒီအဲ့ဒီမှာဘာတက်နဲ့ဘယ်ဘယ်တက်နဲ့ရှင်းသွားလဲဆိုတော့ဒီ59 59တက်ကရဲဘော်ဒီ အဲရဲဘော်တွေကတော့သူတို့ကကျွန်တော်တို့ဒီ engine တွေပါလေဆိုသူတို့သူ့ဘာသူတို့ရောင်းစားတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့လောက်တွေလည်းကျွန်တော်တို့မမျောလဲပါဘူးဒါကျွန်တော်တို့ကကျွန်တော်တို့စားဖို့တွေရရင်ပြီးကြပဲဆိုတော့ကျွန်တော်တို့အတူတူလေးကျွန်တော်တို့ရောင်းစားခဲ့တယ်သူတို့တွေကတော့စက်တီးရှိတဲ့ဒီအိမ်တွေကပစ္စည်းကအစားပေါ့သူထုတ်ရောင်းစားခဲ့တယ်အဲ့လိုနဲ့သူတို့လက်ချာသူတို့ဒီအိမ်ရမသိင်ကောက်ဒီမှာဟိုအဲ့ဒီအိမ်လန်ဒီပါရှိတယ်အိမ်ဒီပါတွေ့တယ်ဆိုလို့ရှိရင်အဲ့အိမ်တွေသူတို့မေးရှုခဲ့ပါတယ်ကျွန်တော်အဲ့54တက်နေတော့ကတော့ ဲ့လိုဖြစ်ပြီးကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့သူမေးတယ်လိုက်လံစစ်ဆေးတယ်သူတို့တက်ကအဖွဲ့တွေလိုက်ပတ်တယ်အာကျွန်တော်တို့အဖွဲ့တွေပါခေါ်တယ်အာဘယ်နေရာဘယ်လမ်းဘယ်သွားရင်ဘယ်ရောက်တယ်ဆိုတာကျွန်တော်တို့မေးတယ်အဲ့မှာလေလှုပ်ပြီးတော့အဲ့ရှင်တော့ကတော့လေတွေလုံနေကြရဘူးလေတွေလုံတဲ့ခါကျတော့ဟိုလေရလဲစပြီးဆိုက်ရတဲ့အချိန်ဆိုတော့သူလေတွေကိုဟိုပေါင်းသွားရှင်းတာတို့ဗျာဟိုရေသွင်းတာတို့ဘာလို့ရှိတယ်အဲ့ဒီပြတ်လာတဲ့ရွာသားခုနှစ်ဦးကိုသူကမမေးမမြတ်တဲ့ ဟိုဘယ်လိုပြောမလဲဆိုတော့ဟာရန်သူပဲဆိုတော့သူတို့တက်ကအဲ့ငါရှစ်လေးမာယူတက်ကအဖေရတယ်ပေါ့သူပြစ်ပလိုက်တယ်တန်းပြစ်ပလိုက်တယ်ကျွန်တော်ကပြောသေးရဲ့အာရွာသားတွေရွာသားတွေပြောတာ